ိတ္တဆိုတာစွန့်လွတ်နိုင်တယ်တွေ့တာမနေဘူးတဏှာကမစွန့်လွတ်နိုင်ဘူးအမြဲတမ်းကွဲပြားခြားနာမှုတွေရှိတယ်တဏှာချင်းနဲ့မေတ္တာချင်းတဏှာချင်းကပူလောင်တယ်မေတ္တာချင်းကအေးမြမေတ္တာဆိုတာအတွေ့အတာကင်းတယ်ကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်သဘောပဲ။ မေတ္တာဆိုတာသူ့အတွက်တဏှာဆိုတာကိုယ်အတွက်စဉ်းစားကြည့်လေလူတွေကဘသူကိုခင်ပါတယ်ချစ်ပါတယ် ਨੇ ပြောနေကြတကယ်ချစ်တာဟုတ်ကလားလို့ဆိုတကယ်ဆန်းစစ်ကြည့်လိုက်တဲ့အခါကျတော့သူ့ကိုချစ်တာမဟုတ်ဘူးသူ့မြင်နေရလို့ရှိရင် ကိုယ်စိတ်ချမ်းသာအဲ့စိတ်ချမ်းသာမှုလေးကိုချစ်တာ ။နော်ဒါကိုလူတွေမျက်စိလည်သွားတယ်။ကြည့်လေစဉ်းစားကြည့်။အမေကသားသမီးကိုချစ်တယ်အဖေကသားသမီးကိုချစ်တယ်။ဒီလိုပြောကြတယ်။ကဲအမေချစ်တဲ့သားသမီးအဖေချစ်တဲ့သားသမီးကအမေစကားနားမထောင်ဘူးအဖေစကားနားမထောင်ဘူးဆိုလို့ရှိရင်နောက်ဆုံးကြတော့အမေအဖေက ချစ်နိုင်မှာအောင်မလားအမေအဖေကို အမေဖေကဒီသားလေးဒီသမီးလေးကိုကြည်ပြီးတော့သူ့ရဲ့စိတ်ကျဉ်တ်မှုကလေးရနေတာအဲ့ဒါကိုချက်ထားသူ့ရဲ့စိတ်ကျဉ်တ်မှုလေးကိုဖြတ်လို့ဖြည့်စည်းလှုပ်လာပြီဆိုရင် သွားတော့သတင်းစာတွေကထည့်ပြီးတော့သားသမီးတွေအမွေပြတ်ကြော်ညာတာတွေမရှိဘူးလားရှိတယ်။ဘာဖြစ်လို့အမွေပြတ်ကြော်ညာရတာလဲလို့ဆိုရင်သူ့ရဲ့ ပီတိသောမနတဆိုတဲ့ခံစားချက်လေးကိုဖြည့်ဆည်းပြလို့တဲ့အတိပ္ပယ်ကဒါပဲဒီသားဒီသမီးကိုအာယုံပြုတ်ပြီးတော့ပီတိသောမနတလေး तू မရတော့မရသည့်အတွက်ကြောင့်မင်းမနေနဲ့တော့ပဲဒါပဲအဲ့တော့တဏှာချင်းနဲ့မေတ္တာချက်ကအလုံးကွာမေတ္တာချက်ဆိုတာဒါမျိုးမဟုတ်ဘူး ကျိုးစီးပွားကိုလိုလားတယ်ကောင်းစားစေခြင်းနဲ့ကြီးပွားစေခြင်းနဲ့သို့တော့တွေ့တာမနေဘူးကို့အတွက်မစင်စားဘူးသူ့အတွက်တစ်ဖက်သားစင်စားတယ်ဟောမေတ္တာဒီလိုရှင်းအောင်ပြောရမယ်ဆိုလို့ရှင်မေတ္တာဆိုတာမိတ်ဆွေရဲ့စိတ်ဓာတ်ကိုခေါ်တာပါဒီစကလုံးလေးဖြစ်လာတာကအကြည့်မေတ္တတဧတာမေတ္တာ မိတ္တသမိတ်ဆွေတငယ်ချင်းရဲ့အေးတာဥစ္စာဖြစ်တဲ့စိတ်သဘောထားပဲမေတ္တာမိတ်ဆွေတငယ်ချင်းရဲ့စိတ်သဘောထားစိတ်နေစိတ်ထားအဲ့ဒါဟာမေတ္တာ